်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်တသက်ခိုင်မီသားစုပိုင်ဒေါ်လာ158တန်တန်68 president အင်ယာစီမံကိန်း NLD အစိုးရကြောင့်စီးပွားပြက်အထိနာခဲ့ဟုဆိုတဲ့ဆိုတဲ့သတင်းနဲ့ KB ဇက်ဖန်တွင်အကျွေးရှိတော်လဲပြန်ဆက်နေ၍အမတ်လောင်းအဖြစ်ပြိုင်ခွင့်ပေးရန်မင်းအောင်လိုက်ထံအတနာခန်းစာတင်ထားဟုတသက်ခိုင်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မိသားစုပိုင်းအမေရိကန်ဒေါ်လာ185သန်းတန်68 President အင်ယာစီမန်ကိန်းမှ NDI အစိုးရကြောင့်စီးပွားပြည့်အထည်နာခဲ့ကြောင်းတသက်ခိုင်ကရမန်နေရန်ကုန်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုလိုက်ပါသည် ရန်ကုန်မြို့တွင်68 President ခေါ်အမေရိကန်ဒေါ်လာ185တန်ငွေကျပ်အပြင်ဘီလီယံ840တန်အင်ယာစီမံကိန်းကို NLD အစိုးရလက်ထက်တွင်စီးပွားရေးများဖွံ့ဖြိုးတိုးတက်လာမည်ဆိုသောယူဆချက်ဖြင့်အကောင့်ထည့်ဖို့ခဲ့ကြောင်း2015ခုနှစ်တွင်မြေကြီးရှင်လင်းခြင်းလှုပ်ဆောင်ခဲ့ပြီး2016ခုနှစ်တွင် NLD အစိုးရ၏လက်အောက်ခံရန်ကုန်တိုင်းအစိုးရကအထက်မြင့်တိုက်တာများကိုစက်တလပိတ်ခဲ့ကြောင်းထို့သောရန်ကုန်တိုင်းအစိုးရကပိတ်ပင်မှုကြောင်း မိသားစုပိုင်စည်းပွားရေးဖြစ်သော68 resident အင်အားစီမံကိန်းမှာအထည်နာသွားခဲ့ရကြောင်းသက်သက်ခိုင်ကဆိုပါတယ်။သမရဦးသိန်းစိန်လက်ထက်မှာပထမဆုံးအကြိမ်250ကျော်အတွင်းမှာဒါရွေးကောက်ပွဲနဲ့တက်လာတဲ့ရွေးကောက်ခံအစိုးရပြီးတော့စည်းပွားရေးလဲနားလေတဲ့အစိုးရနိုင်ငံတကာဆက်ဆံရေးတွေကောင်းပြီးတော့စည်းပွားရေးတအားကောင်းတာပေါ့ပြည်သူလူထုလဲစိတ်ချမ်းသာတာပေါ့အဲ့ဒီအချိန်မှာကျမတို့ကနောက်ရွေးကောက်ပွဲပြီးရင်လဲ NLD ကတေချာပေါက်လာမှာပဲလာလို့ရှိရင်ကျမတို့မြန်မာနိုင်ငံနောက်တဆင့်ထပ်တက်ပြီးတော့ စီးပွားရေးတိုးတက်မယ်လို့ယူဆခဲ့ပြီးတော့စီမံကိန်းကိုဆောင်ရွက်ခဲ့တာပေါ့ဆောင်ရွက်ခဲ့ပြီမဲ့စီမံကိန်းက2015မှာမြေကြီးစကိုင်းနဲ့လေ2016တက်လာတဲ့ရန်ကုန်တိုင်းအစိုးရကနေပြီးတော့အထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့စက်တလပိတ်လိုက်တဲ့အချိန်မှာကျမတို့က project ဆက်စားခြင်းမှာပဲတော်တော်လေးအထိနာပြီးတော့အဲ့ဒီနောက်ပိုင်းကျဘာဖြစ်လဲဆိုတော့2016 2019မှာ US China trade war ဖြစ်တယ်အဲ့ဒီချိန်မှာဒေါ်လာဈေးကပိုပိုတက်လာတယ်ဟုဒေါ်သက်သက်ခိုင်ကဆိုပါတယ် ရှင်းအောင်ဒေါ်လာဈေးမှာတရရိပ်တက်လာပြီးကိုဗစ်ကပ်ရောဂါဖြစ်ကြောင်းရှင်းအောင်နိုင်ငံရေးအပြောင်းအလဲဖြစ်ကြောင်းထို့ကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ပြီးကမ္ဘောဇာဖန်ချင်းွေများယူခဲ့ရကြောင်းထို့သောဖန်ချင်းွေယူခဲ့ရမှုကြောင့်အတိုးနောက်ကျမှုများဖြစ်ပေါ်ခဲ့ကစူးစမ်း၍ဆက်ခဲ့ရကြောင်း အမလောင်းဝင်ပြိုင်ချိန်တွင်ရွေးကောက်ပွဲကော်မရှင်ကခေါ်ယူတွေ့ဆုံ၍သိန်းပေါင်း9000ကိုရပ်ပိုင်းအတွင် KBZ ဖန်တို့ပေးသွင်းခဲ့ကြောင်းထို့ကြောင့်အမလောင်းအဖြစ်ဝင်ပြိုင်ခွင့်ပေးရန်အသနာခန်းစာတင်ထားပြီးအမလောင်းအဖြစ်ဝင်ပြိုင်ခွင့်ရရန်စောင့်ဆိုင်နေကြောင်းအသနာခန်းစာကိုရွေးကောက်ပွဲကော်မရှင်နှင့်မင်းအောင်လိုင်ထံသို့တင်ပြထားကြောင်းသက်သက်ခိုင်ကဆိုပါရယ်ကျမတို့တကယ် project ကိုစပြီးတော့လုပ်တော့ကဒေါ်တော်လာကို980စီနောက်တော့1850ဖြစ်တယ်နောက်ကျတော့တစ်ဆက်သေးပဲကိုဗစ်ရောဂါဖြစ်တယ်ကိုဗစ်ရောဂါကနှစ်နှစ်ကျော်လောက်ကြာသွားတယ် ကိုဗစ်ကပ်ရောဂါမပြီးခင်ပဲနိုင်ငံရေးအပြောင်းလဲဖြစ်တဲ့နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာကျမတို့ပို့ပြီးတော့ဒေါ်လာဈေးပိုတက်လာတဲ့အချိန်မှာကျမတို့လုပ်ငန်းကတော်တော်လေးထိခိုက်သွားတယ်။စီးပွားရေးလုပ်ရင်စွန်စားရမှုကအဆင့်30ရှိတယ်။ပထမအဆင့်ကစီးပွားရေးလုပ်တဲ့သူကိုယ်တိုင်ကမကျွမ်းကျင်ပဲစီမံခန့်ခွဲမှုမတက်ဖဲမပိုင်နိုင်ပဲလှုပ်တာပေါ့ရှင်။ဒါမျိုးဆိုရင် business risk ခေါ်တာပေါ့။ဒုတိယကြီးတဲ့ risk ကဘာလဲဆိုတော့ market risk ပေါ့။ဒီဈေးကွက်ကြီးပြိုလဲသွားတာ ဲဒါကရန်ကုန်တိုင်းအစိုးရကနေပြီးတော့အထက်မြင့်တွေပိတ်တယ်ဆိုတော့ကဖြစ်သွားတာနောက်ပိုင်းဘာဖြစ်လဲဆိုရင် country risk bond political risk bond နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလည်းကျမတို့လိုစီမံကိန်းမျိုးမှလာပြီးတော့စီမံကိန်းကိုတော့ကြိုက်တယ်မြန်မာနိုင်ငံမှာမလို့မြန်မာနိုင်ငံကိုလာဖို့မစင်စားသေးဘူးဆိုတဲ့ပုံစံရှိတာပေါ့ project တန်ဖိုးကအမေရိကန်ဒေါ်လာတန်185တန် ကျန်ငွေအားဖြင့်840ဘီလီယံတန်တဲ့ဟုသက်သက်ခိုင်ကဆိုပါတယ်။လက်ရှိတွင်အမတ်လောင်းအဖြစ်စည်ရင်နဲ့နာမည်စည်ရင်ပါပြီးမှအဖြုတ်ခံရခြင်းမှာထိုင်ကြမှုကြောင့်ဖြစ်နိုင်ကြောင်းမိမိအနေဖြင့်ကမ္ဘောစားဘန်တွင်ကြန့်ရှိနေသောအကျွေးများကို၈နှစ်တန်သည့်၁၀နှစ်တန်သည့်ဖြစ်စေဆက်သွားမည်ဖြစ်ကြောင်းစီးပွားရေးများမကောင်းဖြင့်လုပ်ငန်းများမလဲပတ်နိုင်ကြောင်းစီးပွားရေးသမားတိုင်းအကျွေးမကင်းကြောင်းအမတ်လောင်းအဖြစ်အဝင်ပြိုင်ကျင်းလို့၍အတနာခံစားကိုတုံ့ပြန်လာမည်ကိုစောင့်ဆိုင်နေကြောင်းသက်သက်ခိုင်ကပြောဆိုသွားပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကျွေးပေးရန်ရှိနေသောအချက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်လိုက်ကြောင်းစစ်တလအောက်ခံရွှေခောက်ခွဲကော်မရှင်ကအော်တိုဘာလ25ရက်နေ့တွင်ကြေညာခဲ့ပါသည်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရင်တင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်တက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ကာကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွန်းသဖြင့်ကိုစလေလောင်စရင်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာပါသည် ကဘာအီးဖျားလန်းနဲ့ဆရာဇန်လန်းတောက်ရှိ68 resident အိမ်ယာစီမံကိန်းကိုတတ်တက်ခိုင်းနေအောင်ကျော်ဝင်းတို့ကကံပေါ်စပန်ထံမှာငွေကျပ်ဘီလီယံ100ကျော်ချင်းငါခဲ့ကြောင်းထို့ရာတွင်68 resident အိမ်ယာစီမံကိန်းမှာအချိန်မီပြီးစီးခြင်းမရှိကြောင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကံပေါ်စပန်မှာချေယူထားသောငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါတယ် စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှရှေ့ကားကြီးပါလွှတ်တော်ကိုယ်စားလှယ်အရေးအချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသင့်မျောသည့်ပေးရန်တာဝန်ကျင်းရှင်းသူများဟုကြာထန်းထားရာသက်သက်ခိုင်မာကမ္ဘောစပန်တို့ငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှနှင့်လည်းညှိစွန်းနေကြောင်းသိရပါသည်တတခိုင်အပါဝင်လွှတ်တော်ကိုယ်စားလှယ်လောင်86ဦးကိုလွှတ်တော်ကိုယ်စားလှယ်လောင်အရေးအချင်းသတ်မှတ်ချက်များနဲ့မပြည့်မီတဲ့ဖြင့်လွှတ်တော်ကိုယ်စားလှယ်လောင်များအပြည့်မှာအပေးဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်မှာလာမယ့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ရောက်ရှင်ပြိုင်ရန်လျှောက်လွှာတင်သွင်းခဲ့ပြီး၎င်း၏မဲဆန္ဒနဲ့တွင်ပဟန်၊ကမာရွတ်အလုံး၊စံကြောင်ကြီးမြနိုင် လိုင်းမရန်ကုန်မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်ပါတယ်။တသက်ခိုင်ပါတီမှတနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်။တသက်ခိုင်သည်2015ခုနှစ်တွင် NLD ပါတီ၏တကုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရရှိခဲ့ပြီး2019ခုနှစ်တွင် NLD ပါတီမှနှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။2019ခုနှစ်တွင်ပြည်သူ့ရှေ့ဆောင်ပါတီထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲတွင်တသက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီမှအမှတ်နေရာတစ်ခုမှအနိုင်မရရှိဘဲခွက်ခွက်လန့်အောင်ရှုံးနိမ့်ခဲ့ပါတယ်။တသက်ခိုင်မှာ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီပင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရခြားထားရေးဝင်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်တွင်ဟိုတယ်နှင့်ခရီးသွားလာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခံရကောင်း2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့ဝင်ကြီးရာတူးတာဝန်များမှအနာပေးခံခဲ့ရပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲပြက်ပြားမှကိုစစ်ကောင်မရှင်အထီးကိတ်မခံဖြစ်နေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာဒီနှစ်ကုန်ပိုင်းအတွင်းစတင်ကျင်းပမယ့်အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံခြုံရေးအပအဝင်လုပ်ငန်းစဉ်တစ်ခုလုံးဖျက်ပြားသွားမှာကိုစစ်ကော်မရှင်ကအထူးကြိုက်မခံဖြစ်နေပါတယ်။ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်ဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူဖို့လိုအပ်တယ်လို့စစ်ကော်မရှင်ခန့်ပြည်ထောင်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောလာတာပါ။ အောက်တိုဘာ31ရက်နေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ပြည်ထရေးဝန်ကြီးကပြောကြားခဲ့တာပါပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုမဟုတ်ကော်မတီအနေနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြတ်ပြားစေရေးဤအမျိုးမျိုးနဲ့ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲဒီအတွက်ကြောင့်ပြဋ္ဌာန်းထားတဲ့ရွေးခောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အောက်တိုဘာ29ရက်နေ့အထိနိုင်ငံတော်အရေးယူမှု40မှာအရေးယူခံရသူအယောက်90နီးပါးရှိလာပြီးအဲဒီထဲကအမျိုးသား83ဦးနဲ့အမျိုးသမီး5ဦးပါဝင်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းစစ်ကော်မရှင်ရဲ့ညွှန်ကြားချက်နဲ့ထုတ်လွှင့်ခဲ့တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်ဝေဖန်ရေးသားသူတွေနဲ့ထောက်ခံသူထားရိုက်တာ3ဦးအပါအဝင်ဇက်ပိုတရုတ်ဆောင်5ဦးတို့ကိုဖမ်းဆီးအရေးယူခဲ့သေးတာပါ အဲ့ဒီဇလံကိုစစ်ကော်မရှင်ကရွှေကောက်ကွဲအသိပညာပေးလို့သတ်မှတ်ပေးမယ် Facebook မှာတော့စစ်တပ်ဝါဒဖြန့်မှုကိုဝေဖန်ရေးသားတာတွေရှိခဲ့ပြီးဒီအပေါ်မှာ left rear ပေးမိတဲ့ Titan နှစ်ဦးကိုပါစစ်ကော်မရှင်ကဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်အချောင်းပြချက်ကတော့မကြမီကျင်းပမဲ့ရွှေကောက်ကွဲအောင်မြင်စေရေးသူတို့တက်ကြွတဲ့အမှုပညာကဏ္ဍကနေပူးပေါင်းပါဝင်ခြင်းမရှိတဲ့အပြင်အခြားသူတွေရဲ့တတတအားပူးပေါင်းမှုအပေါ်ဝေဖန်တဲ့ post တွေကိုထောက်ခံအားပေးခဲ့ကြတာလို့ဆိုပါတယ် လူမှုကွန်ရက်ကနေတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားလို့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုအထင်အမြင်လွဲမှားစေအောင်လှုံ့ဆော်ရေးသားသူတွေနဲ့ထောက်ခံအားပေးကြသူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေအပအဝင်ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ထိရောက်စွာအရေးယူသွားမယ်လို့အတည်ပြုထားတာပါ။ရွှေကောက်ွယ်ကောက်ွယ်ရေးဥပဒေနဲ့အရေးယူခံရသူတွေကိုပုံမှန်23ကကြီအရာဘယ်သူမှစိုးတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်လျင်ထောင်တန်းအနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်ရမယ့်အပြင်ငွေတန်းလည်းချမှတ်နိုင်တယ်လို့ကြေညာထားပါတယ်။အဲ့ဒီဥပဒေပါပုံမှန်16အရာ ဘယ်သူမှဆိုရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်ကိုဖြစ်စေဒါမှမဟုတ်လုပ်ငန်းစဉ်ရဲ့တစိတ်တည်းတာကိုဖြစ်စေပြက်ပြားစေဖို့ဟောပြောတာပြောဆိုတာစီယုံတာလှုံ့ဆော်တာ ဆန္ဒပြတာဒါမှမဟုတ်စာရေးသားဖြတ်ကြည့်တာတွေကိုဘယ်နည်းနဲ့မှမပြုရဘူးလို့တားမြစ်ထားတာပါလိလာသူတွေကတော့စစ်ကောမရှင်ဦးဆောင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲကိုကန့်ကွက်တာပြက်ပြားအောင်လုပ်တာနှောင့်ယှက်ဟတ်တာတာတွေကိုဥပဒေနဲ့အရေးယူနိုင်အောင်ရှုတင်စီမံထားတယ်လို့ထောက်ပြကြပါတယ်ရွေးကောက်ပွဲမှာလူသေးဆုံးတဲ့အထိပြစ်မှုကျူးလွန်ရင်ဒေသချမှတ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟတ်တာဖျက်ဆီးခြင်းမှအကောက်ွယ်ရေးဥပဒေကိုဇူလိုင်29ရက်နေ့မှာပြဋ္ဌာန်းခဲ့တာပါအဲ့ဒီဥပဒေဟာမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတမိုင်းမှာတခါမှမရှိခဲ့ဘူးတဲ့ဥပဒေတစ်ခုဖြစ် ပြီးရွေးကောက်ပွဲကိုမကောင်းကြောင်ပြောယုံနဲ့ထောင်ဒဏ်တွေပါချမှတ်ခံရနိုင်တဲ့ပုံမှားတွေကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်။ပြည်ထရေးဝန်ကြီးကတော့လာမယ့်ရွေးကောက်ပွဲကာလမှာမဲယုံတွေအပါအဝင်မဲပေးဆက်တွေလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့စန္ဒမဲပေးသူတွေလုံခြုံရေးအတွက်လိုအပ်တဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်ပေးဖို့အစည်းအဝေးမှာညွှန်ကြားထားပါတယ်။